။တနေ့ကိုရေဘလောက်ပမာဏတောက်သုံးတင်တယ်လဲလူခန္ဓာကိုယ်ကြီးရဲ့60လောက်ကရေတက်နဲ့ဖွဲ့စည်းထားတာပါဒီတော့လူတွေဟာနေ့စဉ်နေ့တိုင်းရေတက်လိုအပ်နေပါတယ်ရေစင်ရေလိုအပ်ချက်အတွက်ရေတက်ဖြစ်တင်ပေးဖို့ရေတောက်ပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့တနေ့ကိုရေဘလောက်ပမာဏတောက်သုံးတင်တယ်လဲဆိုတာကိုတော့လူတိုင်းမသိကြပါဘူး။တနေ့ကိုရေဘလောက်ပမာဏတောက်သုံးတင်တယ်လဲရေတက်ဟာလူခန္ဓာကိုယ်ကြီးကျန်းမာရေးအတွက်အရန်ရေးပါပါတယ်ရေတက်ဆုံးရှုံးရင်ချွေးထွက်တာတွေစီးသွားတာတွေမှာအရင်ဆုံးထိခိုက်ပါလိမ့်မယ် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းများပါတယ်ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ရေတပ်ပြည့်ဝမှုမရရှိဘူးဆိုရင်အချိန်ကြာလာနဲ့အမျှဆက်ချိုယွင်းမှုတွေဖြစ်လာနိုင်တဲ့ခန္ဓာကိုယ်လုံဆောင်ချက်တွေကိုထိခိုက်စေပြီးလေးဖက်နာခေါင်းတစ်ချမ်းကိုက်နှလုံးသွေးကြောခြင်းဥမာကြီးအနာပေါက်ရောဂါအစာမကြေခြင်းသွေးတိုးရောဂါအဝလွန်နာလက်ကောင်းရင်သားကင်ဆာတီဘီအဆုတ်ရောင်ကြောက်ကက်ကြောက်တွေခြင်းထိတ်ကက်နာသားအိမ်ကင်ဆာစတဲ့ရောဂါတွေဖြစ်လာနိုင်တဲ့ဒါတွေကတိုက်ရိုက်မဟုတ်ပေမဲ့တွေဝိုက်ပြီးပတ်သက်နေတာမျိုးပေါ့ ဒါကြောင့်ရေတက်ကိုပြေဝနေအောင်ဖြည့်ဆည်းဖို့လိုအပ်တာပါရေတက်ဖြည့်ဆည်းဖို့ဆိုရင်အဓိကလှုပ်ဆောင်ရမှာကရေများများတောက်ဖို့ပါပဲဒါပေမဲ့ဘလောက်များများတောက်သုံးရမှာပါလဲတနေ့ကိုရေဘလောက်ပမာဏတောက်သုံးတင်တယ်လဲအာဟာရပေးရကျွမ်းကျင်သူတွေရဲ့ထောက်ခံချက်တွေအရဆိုရင်တော့လူတစ်ယောက်ဟာတနေ့မှာအနည်းဆုံးရေ၈ခွက်တောက်သုံးပေးဖို့လိုအပ်ပါတယ်လေပြောရမယ်ဆိုရင်1လီတာဒါမှမဟုတ်ကာလန်ဝက်ပမာဏဖြစ်ပါတယ် လိလချက်တွေအရတဲ့အနေနဲ့ရေစာနေသည်ဖြစ်စေမစာသည်ဖြစ်စေဒီပမာဏထက်မလျှော့တဲ့ရေကိုတောက်သုံးပေးဖို့လိုအပ်မယ်လို့ဆိုပါတယ်လူခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကြောင့်ရေတက်လိုအပ်ချက်ဟာတက်မှတ်ထားတဲ့ပမာဏထက်ပိုပြီးလိုအပ်လာနိုင်ပါတယ်ဒီလိုအချိန်မှာကိုယ်ကရေတက်လုံလောက်စွာမဖြည့်ဆည်းထားဘူးဆိုရင်အစကကျွန်တော်ပြောသလိုမျိုးကျန်းမာရေးပြဿနာတွေကိုဖိတ်ခေါ်သလိုဖြစ်လာရမှာပါတနေ့ကိုရေရှိခွက်တောက်ရမယ်ဆိုတာက အခြေခံချက်သာဖြစ်ပြီးလိုတိုးပိုလျှော့တောက်ရပါတယ်။ရေဘလောက်တောက်ရမလဲဆိုတာက အသက်အပူချိန်လှုပ်ရှားမှုစတဲ့အခြေအနေတွေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။တချို့အချိန်တွေမှာရှစ်ခွက်နဲ့တောက်ဖို့လိုတာမျိုးလည်းရှိနိုင်ပါတယ်။တနေ့ကိုရေရှစ်ခွက်တောက်ရမယ်ဆိုတာတော့တိပေမဲ့မိနေကြတဲ့အတွက်မလိုအပ်ဘဲရေတက်ခန်းချောက်တဲ့ပြဿနာကိုခံစားနေကြရတာပါ။ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုအများကြီးအကျိုးရှိစေတဲ့ရေကိုစနစ်တကျတောက်သုံးရပါမယ်။မနှက်အိပ်ရာထရင် ရေတစ်ခွက်တောက်ပါ အစာမစားခင် ရေတစ်ခွက်တောက်ပါဒီလိုတောက်လို့အစာမကြေဖြစ်တယ်ဆိုရင်တခြားအချိန်မှာပြောင်းတောက်ပါ ရေမချိုးခင်ရေတစ်ခွက်တောက်ပါမအိတ်ခင်ရေတစ်ခွက်တောက်ပါတခြားအချိန်တွေမှာတင့်လျော်တယ်လို့ချိန်ဆပြီး၄ခွက်တောက်သုံးပါရေတက်ဆုံးရှုံးတဲ့အခါကိုရေတောက်နေနေတာကိုတတိမထားမိရင်ပြဿနာရှိတယ်လေတကယ်လို့အခုလိုလက္ခဏာတွေဖြစ်လာရင်တော့ခန္ဓာကိုယ်မှာရေတက်လိုအပ်နေပြီလို့ဆိုတဲ့သဘောဖြစ်ပါတယ် အဲ့ဓာတွေကအာခေါင်တွေ၆တာအသား၆တာမျက်လုံး၆တာ အစစ်တွေနာတာနေမကောင်းတာရှိတာမောပန်းနေတာနှုံးတာအစာချေရခတ်တာတွေပါပဲရေဓာတ်ကိုပြပြဝဝဖြည့်ဆည်းခဲ့ရင် ရေကိုစနစ်တကျတောက်သုံးတဲ့အခါမှာအချိုးကျစုတွေအများကြီးရရှိနိုင်ပါတယ်ရေလုံလောက်စွာရရှိမှုကခန္ဓာကိုယ်ကျန်းမာစေပြီး မှန်ညာကောင်းစေတာအသားရေစူပီလာပါစေတာကိုလေးချိန်ကြစေတာကိုလေးချိန်ထိညိပေးနိုင်တာအည်ပြပြက်တလာကင်းစေနိုင်တာကိုခံအားစနစ်ကောင်းစေနိုင်တာအစာချေစနစ်ကျန်းမာစေနိုင်တာတွေးတန့်စေတာကယ်လိုရီလိုအပ်ချက်တွက်ချက်ချင်းတွေကိုအွန်လိုင်းကနေတွက်လို့ရပါပြီတင့်မှာအမျိုးအစားနှစ်စည်းကြိုယောဂဖြစ်နိုင်ခြေရှိပါသလားစည်းကြိုအကျိုးလက္ခဏာဖြစ်နိုင်ခြေစစ်ဆေးခြင်းကတင့်မှာစည်းကြိုအကျိုးလက္ခဏာနဲ့အမျိုးအစားနှစ်စည်းကြိုယောဂဖြစ်နိုင်ခြေရှိသလားဆိုတာစစ်ဆေးပေးနိုင်ပါတယ် တဲ့မှာစီဂျိုယောဂဖြစ်စေနိုင်မဲ့အချက်တွေရှိသလားဆိုတာစစ်ပေးနိုင်ပါတယ်တဲ့အချက်လက်နဲ့စစ်ဆေးချက်အဖြစ်များကိုလုံခြုံအောင်တင်ထားပေးနိုင်ပါတယ်စစ်ဆေးချက်ကိုဖြည့်ဆို့ဖို့မိနစ်အနည်းငယ်ပဲလိုပါတယ်အစာစားပြီးချိန်မှာရေတောက်တဲ့သလား တချို့ကပြောကြတယ်အစာစားပြီးချိန်မှာရေတောက်ရင်အစာမကြေဖြစ်တတ်တယ်မတောက်ကောင်းဘူးလေအစာစားပြီးချိန်မှာရေတောက်တဲ့တလားတချို့ကြတော့လဲဆိုကြပြန်တယ်အစာစားပြီးရေတောက်ရမယ်တဲ့ဒါမှအစိတ်တောက်ခင်းမှာကျန်းမာမာတဲ့ဘယ်ဟာကအမှန်လဲပါကူယုံကြည်ကြမလဲအစာစားပြီးတဲ့အခါအစာစားပြီးပြီးချင်းရေတောက်တာကတင်းရဲ့အစာချေဖြတ်မှုလုပ်ငန်းစဉ်ကိုအနောက်ရှက်ပြုတယ်ဆိုတဲ့ယူဆချက်ကမှန်ကန်ရဲ့လားဒါကိုတနာလဲဖို့ဆိုရင်အစောချေဖြတ်မှုလုပ်ငန်းစဉ်ကိုအရင်တိထားဖို့လိုအပ်ပါတယ် ပုံမှန်အားဖြင့်အစာချေဖျက်မှုလုပ်ငန်းစဉ်ဟာရိုးရှင်းပါတယ်ပစက်ကဝါပြီးတဲ့နောက်မြိုချလိုက်တဲ့အစာစာတွေကိုအစာလမ်းကြောင်းကနေတဆင့်အစာအိမ်ထဲကိုပို့ပါတယ်ဒတွေးမှာပါဝင်တဲ့အရာတွေကဒီလိုရောရောလူလူဝင်သွားဖို့ကူညီပေးပါတယ်အစာအိမ်ထဲကိုအစာတွေရောက်သွားပြီဆိုရင် acid state အရေတွေကအစာတွေကိုရောမွေဖြစ်ပါတယ်ဒီတော့ chine လို့ခေါ်တဲ့ပြင်းနေနေတဲ့အရေတွေဖြစ်ကုန်တာပေါ့ chine တွေဟာ pancreas ထဲက digestive enzyme များတွေနဲ့အသေးသေးက bile acid ပေါင်းဆက်သွားပါတယ် ဒီကနေတဆင့်ဦးလန်းချောင်းတလျှောက်မှာလိုအပ်တဲ့အာဟာရဓာတ်တွေကိုတွေးတဲ့ကိုစုပ်ယူမှာပါ။ဦးမကြီးစီကိုရောက်ချိန်မှာပမနနည်းနည်းပဲကျန်တော့မှာဖြစ်ပါတယ်။တွေးကြောတွေကနေတဆင့်အာဟာရဓာတ်တွေကတော့ခန္ဓာကိုယ်တစ်ခုလုံးအနှံ့စီပြည့်နှက်ရောက်ရှိသွားပါပြီ။ဒါဆိုအစာချေခြင်းလုပ်ငန်းစဉ်ပြီးစီးသွားပြီဖြစ်တာမို့စုံထုံမှုပဲကျန်ပါလိမ့်မယ်။ဒီလိုအစာချေတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာအစာစားပြီးချိန်ကနေစပြီး24နာရီကနေ82နာရီအထိကြာမြင့်တက်ပါတယ် အစာစားပြီးချိန်မှာရေတောက်လိုက်တဲ့အခါပုံမှန်အားဖြင့်ရေတောက်ခြင်းဟာခန္ဓာကိုယ်ကိုအများကြီးအထောက်အကူဖြစ်စေပြီးကျန်းမာစေဖို့အကူအညီပေးပါတယ်။ဒါပေမဲ့အစာချေဖြတ်တဲ့လုပ်ငန်းစဉ်တွေကိုရေဒါမှမဟုတ်အရည်တွေဝင်ရောက်လာတဲ့အခါရှုပ်ထွေးမှုတချို့ရှိလာနိုင်တဲ့ဆိုတဲ့ယုံကြည်ချက်မျိုးလူတချို့ကယူဆထားပါတယ်။အမှန်မှားကိုဖော်ထုတ်ဖို့လိုနေပြီးမဟုတ်လားဒီနေရာမှာအရည်မျိုးစားကို၃မျိုးခွဲခြားပြီးပြောချင်ပါတယ်။မတူညီတဲ့တက်ရောက်မှုတွေရှိနေတာကြောင့်ဖြစ်ပါတယ်။ နံပါတ်၁အရက်အကူဟောဒီမျိုးစားတွေကိုအစားစားနေစဉ်ဒါမှမဟုတ်အစားစားပြီးပြီးချင်းမှာတောက်သုံးမိမယ်ဆိုရင်အာခံတွင်းတွေကဒတွေးထုတ်လုပ်မှုကိုထိခိုက်စေမှာဖြစ်ပါတယ်ဒတွေးကလင်းတွေ၆တွေ့သွားတတ်ပြီးထုတ်လုပ်မှုရော့ကျသွားတာကြောင့်အစာမျိုးချရမှာပြဿနာတွေရှိလာမှာပါအကူဟောဟာဒရွေးထုတ်လုပ်မှုကို၁၀၁၅အထိလျှော့ချပစ်တတ်ပါတယ်။ဒါပေမဲ့ အဆိုပါအရေးမျိုးစားတွေနဲ့တွဲဖက်တောက်သုံးတာကြောင့်အစာချေဖြတ်မှုကိုထိခိုက်စေတယ်ဆိုတဲ့သိပ္ပံနည်းကြားတည်ပြချက်တော့ခုချိန်ထိမရှိသေးပါဘူး။နံပါတ်1အစာစားချိန်မှာရေတောက်သုံးတဲ့အလေ့ကျင့်ဟာလူတိုင်းမှာရှိပါတယ်။အစာစားပြီးတိုင်းလည်းရေတောက်ကြပါတယ်။ဒါပေမဲ့တချို့သောယူဆချက်တွေမှာတော့အစာစားပြီးပြီးချင်းရေတောက်တာကအစာချေဖြတ်တဲ့လုပ်ငန်းစဉ်ကိုရှုပ်ထွေးစေတယ်လို့ဆိုကြပါတယ်။ ရေကြောင့်အစာချေဖြစ်တဲ့ digestive enzyme တွေ stomach acid အပြော့သွားတတ်တယ်လို့အဆိုရှိထားတယ်လို့ဒီအချက်ကြောင့်ပဲအစာချေဖြစ်ရခက်တတ်တယ်လို့လည်းဆိုကြပါသေးတယ်။ဒါပေမဲ့တိတ်ပန်နီးကြလိလချက်တွေရဆိုရင်တော့ဒီအချက်ဟာလည်းမှားယွင်းနေပြန်ပါတယ်။ တကယ်အမှန်တရားကရေတောက်ခြင်းကြောင့်အစာချေဖြတ်မှုကိုမထိခိုက်နိုင်ပါဘူးလေနံပါတ်3ရေဖြော်ရမကအချိုးရေအရက်ပါအရေးပဲတောက်တောက်အစာချေဖြတ်မှုအရှိန်ကိုနှေးသွားစေတယ်ဆိုတဲ့အဆိုလည်းရှိပါသေးတယ်အစာစားနေလို့အရေးများများတောက်မိရင်အစာတွေချေဖြတ်တာအချိန်ကြာမယ်ပေါ့အစာစားနေချိန်ရေတောက်ရင်ဗိုက်ပြည့်လွယ်လာမှန်ပေမဲ့အစာချေဖြတ်တဲ့အချိန်ကိုတော့ပိုမကြစေပါဘူးဒီလိုတက်တည်ပြချက်မျိုးလည်းကဘာပေါ်မှာမရှိသေးပါဘူး ဒါကြောင့်အချုပ်ဆိုရရင်အစာစားပြီးချိန်မှာရေနဲ့အဖျော်ရမကာတွေတောက်သုံးလို့ရပါတယ်။တခုရှိတာကတော့တင့်လျော်ယုံတာတောက်သုံးတင်ပြီးရေခဲရေအရန်အေးတဲ့ဖြော်ရည်မျိုးတွေတောက်သုံးတာကတော့ရှောင်ကျင်တင်ပါတယ်။အရေးတောက်သုံးတာကြောင့်တော့အစာချေဖြတ်မှုကိုမထိခိုက်နိုင်ပါဘူး။တင့်မှာအမျိုးအစားနှစ်စည်းကြိုယောဂဖြစ်နိုင်ခြေရှိပါသလား။စည်းကြိုအကျိုးလက္ခဏာဖြစ်နိုင်ခြေစစ်ဆေးခြင်းကတင့်မှာစည်းကြိုယောဂဖြစ်စေနိုင်မဲ့အချက်တွေရှိသလားဆိုတာစစ်ပေးနိုင်ပါတယ်။ တင့်ချက်လက်နဲ့စစ်ဆေးချက်အဖြစ်များကိုလုံခြုံအောင်တင်ထားပေးနိုင်ပါတယ်စစ်ဆေးချက်ကိုဖြည့်ဆို့ဖို့မိနစ်အနည်းငယ်ပဲလိုပါတယ်နောက်ထပ်အမှားတစ်ခုကတော့လူရာထပ်ပူပြီးရေတောက်ရင်လဲစိုးကျိုးဖြစ်စေနိုင်တာသိရဲ့လားဘယ်အရာမဆိုတန်ဆေးလွန်ပေးပါပဲခနာကိုကျမ်းမာဖို့နေတိုင်းရေလုံလောက်စွာတောက်ပေးဖို့လိုရဲဆိုတာသိပြီးသားဖြစ်ပေမဲ့လူရာထပ်ပူပြီးရေများများတောက်မိရင်လဲကိုခန္ဓာအတွက်ဒုက္ခဖြစ်စေနိုင်ပါတယ် လူရာထက်ပိုပြီးရေတောက်ရင်လဲစိုးကျိုးဖြစ်စေနိုင်တာသိရဲ့လားရေလုံလောက်စွာတောက်ပေးရင် ခန္ဓာကိုယ်အတွက်ဘာကျိုးရှိနိုင်လဲကိုယ်လေးချိန်ကိုကြစေတယ်နှလုံးခုန်လုံးပုံမှန်ဖြစ်စေတယ်ကြွက်သားတွေကိုအားဖြစ်ပေးတယ်စိတ်အာယုံကြည်လင်စေတယ်လူတယောက်ကရေဘလောက်အများဆုံးတောက်တင်လဲ ပုံမှန်အားဖြင့်လူတစ်ယောက်ကိုရေရှိဖန်ခွက်1လီတာခန့်တောက်တင်တယ်လို့ဆိုထားပေမဲ့တကယ်ကလူတစ်ယောက်ရဲ့အသက်အရွယ်စားတောက်နေထိုင်မှုပုံစံကိုလေးချိန်လိန်ကျန်းမာရေးအပြင်ရာသီဥတု၄ချိန်ခန့်လှုပ်ခြင်းမလှုပ်ခြင်းနဲ့လည်းသက်ဆိုင်နေပါတယ်။ရေဘူးရအားဖြင့်ပြောရမယ်ဆိုရင်အသက်တနှစ်မှ၃နှစ်အတွင်းကလေးတွေတတသမ၃လီတာ၄နှစ်မှ၈နှစ်အတွင်းကလေးတွေတတသမ9လီတာ၉နှစ်မှ13နှစ်အတွင်းအမျိုးသားများနှစ်တတသမ၄လီတာအမျိုးသမီးများနှစ်တတသမ1လီတာ 14နှစ်မှ16နှစ်အတွင်းအမျိုးသားများ3.3လီတာအမျိုးသမီးများ2.3လီတာ16နှစ်အထက်အမျိုးသားများ3.8လီတာအမျိုးသမီးများ2.8လီတာဆိုပြီးကွဲသွားပါတယ်ဒီပမာဏဟာရေပြင်တခြားသောရေအစားထိုးအစားစာတွေအတိနံဟင်းဒီဟင်းရွက်အရေမျိုးစုံကနေရနိုင်တဲ့ရေပမာဏကိုဆိုလိုတာဖြစ်ပါတယ်ရေတောက်များလွန်းတဲ့အခါခန္ဓာကိုယ်ကဘာတွေထိခိုက်လာနိုင်လဲ ရှည်တက်ဆိုတာကိုခန္ဓာတွင်အင်္ဂါတွေသွေးတွေဇီဝကမဖြစ်စဉ်ရောကောင်းစွာလက်ပတ်အလုပ်လုပ်ဖို့မျှခြေကိုထိမ့်ပေးနေတဲ့အရာဖြစ်ပါတယ်။ဒီတော့ရေကိုလိုရာထက်ပူပြီးတောက်မယ်ဆိုရင်တော့ဒီမျှခြေစနစ်ကပျက်စီးဖို့ပဲရှိပါတယ်။ရေတက်များလုံးတဲ့အခါတွေးထဲမှာရှိတဲ့ဆိုဒီယမ်တွေရုတ်တရက်နေသွားပြီး hypernatremia အခြေအနေကိုရောက်ပါမယ်။တွေးထဲမှာရှိတဲ့ဆိုဒီယမ်တွေဟာအုံနောက်တွင်းဆဲတွေကိုပုံမှန်လက်ပတ်စေဖို့မျှခြေထိမ့်ပေးတဲ့အရာဖြစ်ပါတယ်။ဒီအခြေအနေမှာဆိုရင်မောပန်းလွယ်ခြင်းအားမရှိသလိုဖြစ်ခြင်း ခြေလက်မမှန်တော့တလို့ဖြစ်ချင်းစိတ်ဆိုးဒေါသထွက်လာမယ်စိတ်တွေရှုပ်ထွေးလာပြီးအာယုံဆူဆိုင်မရဖြစ်မယ်အကြောဆွဲခြင်းအထိ ပြင်းထန်လာနိုင်ပါတယ်နောက်ထပ်ပြဿနာတွေအနေနဲ့တွေးတွင်းဆိုဒီယမ်ဓာတ်တွေနည်းသွားရမှရေစိတ်တင်းတဲ့အခြေအနေထိဖြစ်လာနိုင်ပါတယ်မကူတာပဲပြစ်ထားလိုက်ရင်အုံနောက်လုံးဆောင်ရည်ကိုထိခိုက်လာပြီးအနေရများတဲ့အခြေအနေထိရောင်ရမ်းလာနိုင်ပါတယ်ဒီရောင်ရမ်းမှုကြောင့်ဝေဒနာခံစားရသူမှာကိုမာဝင်တာအသက်တည်ဆုံးနိုင်သည့်အထိဖြစ်တတ်ပါတယ် ရှိကိုလူရာထက်ပူမတောက်ဖို့ အကစားသမားတွေလေ့ကျင့်ခန်းကိုအပြင်းထန်လုပ်သူတွေမှာတခြားသူတွေထပ်ပူပြီးရေများများတောက်တက်ကြပါတယ်အထူးသဖြင့်ရာသီဥတုအရန်ပူလွန်းလာအပြင်ထွက်ပြီးအမြဲလှရှားသွားလာနေရတာချွေးအလွန်ကျုံထွက်တဲ့အခါရေတောက်လွန်သွားနိုင်တာကိုသတိထားဖို့လိုပါတယ်တင့်တော်ယုံလောက်ပမာဏကပြဿနာမရှိပေမဲ့လိုရာထက်အရန်ကိုများသွားမယ်ဆိုရင်တော့ပြဿနာကဖြစ်လာနိုင်တာသဘာဝပါပဲကြောက်ကမကောင်းသူတွေမှာလည်းပိုရှန်နေတဲ့ရေတွေကိုစီးအဖြစ်အပြင်ကိုမဆုံးထုတ်နိုင်တဲ့အတွက်ကျန်းမာရေးပြဿနာကိုဖြစ်နိုင်ပါတယ် အကယ်လို့ရေတောက်လုံးနဲ့အချင်းကြောင့်နာယူဝက်ချတစ်ခါလောက်ထပီးစီးသွားနေရတာညဘက်တွေမှာလည်းအိတ်မပြောပဲစီးသွားနေရပြီဆိုရင်ရေတောက်တဲ့ပမာဏကိုရှော့ဖို့လိုအပ်လာပါပြီ။ဒါကြောင့်ကိုယ့်ရဲ့တနေ့တာရေတောက်တဲ့ပမာဏကိုသတ်မှတ်ထားပါ။သတ်မှတ်ထားတဲ့ပမာဏထက်နီးမသွားစေဘူးအရန်လည်းမများစေဘူးဂရုစိုက်ပါ။ရေတစ်ခါတောက်ရင်တငုံစီလောက်ပဲတောက်ပါတဖူးလုံးအကုန်မောတောက်တာမျိုးမလုပ်ပါနဲ့။ရေတောက်လွန်သွားတဲ့လက္ခဏာတွေကိုယ်မှာဖြစ်နေပြီလားဆိုတာစမ်းစစ်ကြည့်ပါ။ စီးပုံမှန်သွားတယ်စီးရောင်ကအဝဖျော့ရောင်ကိုတန်းနေတယ်ချွေးပုံမှန်ထွက်ပြီးရေစာနေတယ်လို့မခံစားရဘူးဆိုရင်ကို့မှာရေတက်ပြေဝနေတာတေချာပါပြီရေစာတယ်လို့မခံစားမိရင်တော့ရေထက်တောက်ဖို့မလိုအပ်ပါဘူးဘယ်အရာမဆိုတန်ဆေးလွန်ပေးရှိတယ်ဆိုတာသတိထားပေးပါကယ်လိုရီလိုအပ်ချက်တွက်ချက်ချင်းကို online ကနေတွက်လို့ရပါပြီတင်မာစီးချိုအချိုလက္ခဏာနဲ့အမျိုးအစားနှစ်စီးချိုယောဂါဖြစ်နိုင်ခြေရှိသလားဆိုတာစစ်ဆေးပေးနိုင်ပါတယ် ။တင့်မှာစီးချိုယောဂဖြစ်စေနိုင်မဲ့အချက်တွေရှိသလားဆိုတာစစ်ပေးနိုင်ပါတယ်။တင့်အချက်လက်နဲ့စစ်ဆေးချက်အဖြစ်များကိုလုံခြုံအောင်တင်ထားပေးနိုင်ပါတယ်။ဤစနစ်မှန်မှန်ရေတောက်ကြမယ်။ဓာတ်စားတချို့တဲ့ချိန်မှာဘာတွေစားသော ဝေချနေကြတဲ့ Hello ဆရာဝန်ပြိသက်ကြီးတို့ရေဝေချနေပေမဲ့ဝေမကြဘူးဖြစ်နေလားအစားတွေလည်း short လေ့ကျင့်ခန်းတွေလုပ်နေပေမဲ့ထင်တယ်လို့ဝေမကြဘူးဖြစ်နေလားဒါဆိုရင်တော့ကိုယ့်ရဲ့ဝေချတဲ့နီးကတခုခုမားနေပြီဆိုတာသိချနေပြီတော့ဝေ short နေတဲ့သူတွေအများဆုံးမားလေးရှိတဲ့အမားကတော့ရေလုံလောက်စွာမတောက်ချင်းပဲဖြစ်ပါတယ်ရေကအမြဲတောက်နေတာပဲဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့ ရေဆိုတာကအစီချဝိလျှော့တဲ့နေရာအသားရေလှစေတဲ့နေရာတဘာဝတရားကလက်ဆောင်ပေးတဲ့လက်နက်ပုံးတစ်ခုပါပဲဘာလို့လဲဆိုတော့ကယ်လိုရီမပါတခြားမပါအစီတက်စေတဲ့ဓာတ်တွေမပါတဲ့တခုတည်းသောအရေးဖြစ်မှုလို့ပါဒါကြောင့်မို့လို့ရေတောက်ပြီးဝိချဖို့အတွက်တနည်းကိုရေများများတောက်ဖြစ်အောင်ဘယ်လိုရီလှုပ်ဆောင်ရမလဲဆိုတဲ့လှုပ်ဝက်ချက်တွေမျှဝေပေးသွားပါမယ် ရေတောက်ပြီးဝေးလျှော့ကြမယ်ဆိုရင်ပထမဆုံးအနေနဲ့ရေတောက်ဖို့အတွက်ကိုရေစားတဲ့အချိန်ကိုစောင့်စရာမလိုပါဘူး။တဘာဝအတိုင်းရေစားဖို့ဆိုတာနွေရာသီကလွဲရင်ကြံတဲ့ရာသီဥတုတွေမှာရေစားဖို့ဆိုတာဖြစ်နိုင်ခြင်းနဲ့ပါပဲ။ဘယ်သွားသွားရေဘူးဆောင်ပါ။ရေတောက်ပြီးဝေးချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့။ရေဘူးကကိုနားမှာမရှိရင်ဘလို့လို့ရေတောက်ဖြစ်မလဲ။အဲ့ဒါကြောင့်မို့လို့ရေဘူးကိုကိုနားမှာထားပြီးရေဘူးကိုမြင်တိုင်းရေတောက်ဖို့တတိယမှာပေါ့နော်။ ရေအစားထိုးရေနွေးကြမ်းတောက်ပါရေကိုတောက်နေကြမဟုတ်ရင်မတောက်ချင်တော့ဘဲနဲ့မုန်းနေတာမျိုးတွေရေတောက်လိုက်တိုင်းပြုတ်အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်ဒါဆိုရင်တော့ရေအစားထိုးတတိဖြော်ရေတွေလီမွန်တီးခေါ်တံပရာရေနွေးကြမ်းလိုမျိုးတောက်လို့ရပါတယ်ဒီလိုတောက်တဲ့အခါမှာလဲကယ်လိုရီမပါတဲ့သဘာဝဖြော်ရေမျိုးကိုဦးစားပေးပြီးတောက်သုံးသင့်ပါတယ်ရေစာတိုင်းရေတောက်ပါ တခါတလေကြရင်ရေစာလိုက်တာရေစာပြေအေးလေးတောက်လိုက်အောင်မယ်ဆိုတာမျိုးတွေးဘူးဖြစ်ဘူးလားအဲ့လိုအချိန်မှာအေးမတောက်ပါနဲ့နော်ရေစာတဲ့အချိန်မှာရေတောက်ပါ ခန္ဓာကိုယ်ရဲ့ကိုမလိုလားအပ်တဲ့တရားဓာတ်တွေကယ်လိုရီတွေဝင်သွားမှဆိုလို့ပါအတန်မြေဆက်ပြုတ်လို့ပြီးတင်ကိုယ်တိုင်းရေတောက်ဖို့တတိမရဘူးဆိုရင်တော့တင်ဖုံးကတတိယနေမှာပါနော်တင်တို့ရဲ့ဖုံးကိုနှစ်နာရီတစ်ခါအတန်မြေပေးလိုက်မယ်ဆိုရင်တင်ကိုရေရှိခွက်ထက်မနှဲတောက်တုံးဖြစ်ဖို့တေချာတလောက်ဖြစ်နေပါပြီနောက်ဆိုရင်ပဝါမီအောင်ဆောက်เสียရမလို့ပဲနဲ့ရေတောက်တတ်တဲ့အချင်းကဆွဲသွားပါလိမ့်မယ်နော်အစားအစာနဲ့ရေတက်ဖြစ်ပါရေမတောက်ချင်ဘူးဆိုရင်တခြားရွေးချယ်စရာတွေရှိပါသေးတယ် အဲ့ဒါကတော့ ရေတက်ပြေဝတဲ့အစာစာတွေဟင်းသီးဟင်းရွက်တတိဝလံတွေစားသုံးပေးဖို့ပါပဲဥပမာဖရဲသီးလိုအသီးအနှံမျိုးတွေစားသုံးပေးရင်ရေတက်ပြေဝစေပါတယ်ထမင်းမစားခင်ရေတောက်ပါ အစာမစားခင်ရေတောက်လိုက်လို့ဗိုက်ပြည့်ရဆိုတဲ့အသည့်စိတ်ကတင့်ကိုအစာစားခြင်းစိတ်ကိုညှော်နှဲစေတဲ့အပြင်ကယ်လိုရီအများကြီးမစားမိအောင် ထိမ့်ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့အစာမစားခင်အချိန်ရဲ့အစာစားနေစဉ်အချိန်အစာစားပြီးအချိန်မှာရေတောက်ပေးတာကအစာချေစနစ်ကို အထောက်အကူပေးတဲ့အပြင်အစာအစာမှာပါတဲ့အာဟာရဓာတ်တွေကိုပိုမိုဆုပ်ယူပေးပါတယ်။အာကစားလုံနေချိန်ရာသီဥတုပူနေချိန်မှာ ရေပိုတောက်ပါ။ပြင်းထန်တဲ့ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန် အပြင်သွားလို့ရာတီဥတုပူနေတဲ့အချိန်မှာရေကိုပိုတောက်ပေးတင်ပါတယ်။အာကစားပြုလုပ်နေချိန်မှာရေတောက်ရတဲ့အခြေခံစီးမြင့်ရှိပါတယ်။အဲ့ဒါကတော့ရေ250မီလီလီတာကိုမိနစ်20တိုင်းတစ်ခါတောက်သုံးပေးရတာမျိုးပါ။ဒါပေမဲ့အရန်မောနေချိန်မှာတော့ရေကိုမတောက်တင်ပါဘူး။အမောပြေးမှသာရေတောက်ဖို့တိုက်တွန်းချင်ပါတယ်။ Detox Water တောက်ပါယခုဝေလျှော်တဲ့သူတွေကြားထဲမှာနာမည်ကြီးလာတာကတော့ Detox Water ပဲဖြစ်ပါတယ်။ data xware ဆိုတာကတော့အသီးတွေအရွက်တွေကိုချိတ်ချေထားတဲ့ဖြော်ရည်တွေပဲဖြစ်ပါတယ်။ဒီရည်တွေကိုထမင်းစားထိုးတောက်ကြတာမျိုးပါ။ဒါကလည်းရက်တူနဲ့တလောက်ကိုတစ်နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ယောဂအခန်းရှိရင်ကိုဝင်ဆောင်တဲ့နိုးတိုက်မိခင်တွေကတော့အာဟာရဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်။ကိုယ့်ရဲ့စီးအယောင်ကိုသတိထားကြည့်ပါ။နောက်ဆုံးအဆင့်အနေနဲ့ကိုယ့်ရဲ့စီးအယောင်ကိုသတိထားကြည့်ပေးပါစီးဝါရင်ရောင်ဆိုရင်တော့ရေတောက်ဖို့လိုနေပါသေးတယ် စီဝါဖြောရောင်ဆိုရင်တော့ရေကိုပြပြဝဝတောက်ပြီးပြီဆိုတဲ့အထိပယ်ပါပဲနားထောင်ပေးရဲ့ပြိတ္တတွေအားလုံးကျမ်းပါတယ်ဘဝပိုင်ဆိုင်နိုင်ကြပါစေ